မြန်မာ nationally ပြည်သက်များအားလုံးပဲမင်္ဂလာပါလို့ပြန်လည်နှုတ်ခွန်းဆက်သလိုက်ရပါတယ်မြန်မာ nationally 2025-2026ပွဲစဉ်5ရဲ့ပွဲကြိုသုံးသပ်ဆွေးနွေးခြင်းအစီအစဉ်ကိုကျွန်တော်နဲ့အတူကိုတော့ကြာတို့ကဆွေးနွေးသုံးသပ်ပြီးတော့မှာပဲဖြစ်ပါတယ်ကိုတော့ကြာရင်မင်္ဂလာပါမင်္ဂလာပါဟုတ်ကဲ့ပါကျွန်တော်အခုဒီနေ့မှာဒါမြန်မာ nationally ပွဲစဉ်နေရှင်ပြန်ကစားလာတာခုလက်ရှိမှာဆိုလို့ရှင်ဒါဒါပွဲစဉ်5ကိုရောက်ရှိလာပြီပွဲစဉ်5မှာဆိုလို့ရှင်ဒါပထမအဦးဆုံးတွေ့ဆုံနေတဲ့အသင်းတွေကဒါရမညာ United နဲ့ရန်ကုန် United အသင်းတို့ထိတိုက်တွေ့ဆုံနေတာပဲဖြစ်ပါတယ် ဒီအနှစ်သိန်းကတော့ဒါပြီးခဲ့တဲ့ပွဲစဉ်၄မှာဆိုလို့ရှိရင်တော့ပြန်ပက်တွေကိုအတီးတီးအေးနေထားရနေကြရတယ်ဒီတစ်ပတ်သူတို့ထိတဲ့တွေ့ဆုံတဲ့အနေထားမှာရောဘလို့ဖြစ်ပေါ်လာနိုင်တယ်လဲဆိုတော့တော့ကြာအဆွေးနဲ့သုံးသပ်ပြီးပေါ့။ညမြတော့ကျွန်တော်တသိထားမိတော့တပွဲနဲ့တပွဲပုံစံမတူဘူးပေါ့နော်။ဟုတ်ကဲ့။မဟာအသေးကြခဲ့တဲ့ပွဲပုံစံနဲ့ဟန်တာရီကိုပြရှုံးခဲ့တဲ့ပွဲပုံစံမတူဘူးဖြစ်နေတာပေါ့နော်။အဲ့တော့ဟိုကစားကွက်ကောလူပြောင်းလဲလေးလည်းနည်းနည်းကွဲတယ်။အဲကစားကွက်ကောနည်းနည်းဟိုအတင်းမှာပွဲထဲမှာကွန်မန်းပေးတဲ့နီးပြအစား ပြောင်းနေတာကျွန်တော်လည်းမြင်ရတာပေါ့နော်ဒီလိုမတူညီမှုတွေကအသိရဲ့ခြေစွမ်းကိုခံမရတာခက်ခဲတယ်လို့အရက်လက်ကောင်းကြဖို့ပိတ်အဆင်မပြေဘူးပေါ့နော်အခုတွေ့ရမဲ့အသိကလည်းလက်ရှိချန်ပီယံရှမ်းပြီးရင်အင်အားတောင့်တင်းဆုံးအသိကြီးတစ်သင်းဖြစ်တဲ့ရန်ကုန်သင်းနဲ့တွေ့ရမှာတေချာမပြင်းစင်ဘူးဆိုရင်ဟန်တာရီနဲ့ဝဲကားထက်ဂိုးတွေပိုပြတ်သွားနိုင်တယ်ပေါ့နော်အဲ့တော့ရာမညအနေနဲ့ဒါတေချာလေးကိုဟိုခံစစ်ကိုကြည်ကြည်လေးလေးဖြစ်အောင်ပြီးခဲ့တဲ့ပွဲအတက်ကိုကောင်းအောင်ပြင်ဖို့ အရင်အရေးကြီးတယ်ပေါ့နော်ရန်ကုန်တင်းကတော့ကျွန်တော်နှစ်တိုင်းဝဲကြုံမှာပြောလေးပြောထားရှိတာတခုရှိတယ်ပေါ့နော်ရန်ကုန်ကရှမ်းနဲ့မတွေ့ခင်ရှမ်းနဲ့မကစားခင်မှာပဲသူ့အာနဲ့သူဟိုအမှတ်တွေရော့ရော့နေရော့ရော့နေတယ်ပေါ့နော်အဲ့လိုလည်းကျွန်တော်အရင်နှစ်တည်းကပြောခဲ့မှုပါတယ်အဲ့လိုရော့ရော့ပြီးတော့ဒုတိယဖြစ်ဖြစ်နေတယ်ပေါ့နော်အဲ့ဒါကဟိုကောင်းတဲ့အလားလာတော့မဟုတ်ဘူးပေါ့နော်အခုနှစ်မှာလည်းဒါမျိုးထပ်ဖြစ်တယ်ပေါ့နော်ပြီးခဲ့တဲ့ပွဲမှာလည်းသစ္စာအမှန်တင်းကိုရှုံးခဲ့လို့အဆင့်၃တိရောက်သွားတယ်ဒီနှစ်မှာကဟိုအသင်းကြီးတွေအတွက်မှမဟုတ်ဘဲနဲ့အသင်းတိုင်းအတွက်ကခက်ခဲမဲ့နှစ်တစ်နှစ်ပါဟုတ်ကဲ့ဘာလို့လဲဆိုတော့ကျွန်တော်ဒီ ပွဲကြိုစဒီရာတီအတွက်ပွဲကြိုစပြောတဲ့အချိန်မှာလည်းပြောခုပါတယ်အတင်းတိုင်းကသူ့ဟာနဲ့သူသူ့စုဖွဲ့လေးနဲ့သူတော့ရှိတယ်တော့နှောက်လို့မရဘူးဥမာပါနော်ဟန်တာလို့ဆိုလဲသူနဲ့သူ့ဟာနဲ့သူအတိုင်းတာတစ်ခုရှိတယ်အလားတူပဲရေနာဘုံတကုံပေါ့တစ္ဆာအာမန်အကုံလုံးလုံးကအကုံလုံးလိုလိုကသူ့အနေထားလေးနဲ့သူရှိတယ်ပေါ့နော်ဒီနေ့မှာအားနည်းနေတာကရာမညာနဲ့ဒါရခိုင်ယူနိုက်တက်တင်းနှစ်သင်းပဲရှိတယ်လို့လောဆယ်ကျွန်တော်တို့ကျွန်တော်တို့သုံးသပ်လို့ရတယ်ပေါ့နော်ကျန်တဲ့အသင်းတွေကတော့အတိုင်းတာတစ်ခုကိုစီရှိကြတာပေါ့နော် အဲ့တော့အမားခံလို့မရတော့တဲ့ရန်ကုန်ကဒီပွဲမှာပောက်ကွဲပြမယ်လို့ကျွန်တော်အနေနဲ့ဒီလောက်ပဲပြောချင်ပါတယ်ဗျ။ကိုကိုမင်းကဒီပွဲကိုဆက်လက်တုံးတက်ပြီးပါအောင်ဗျ။ဟုတ်ကဲ့ပါ။ဒါပြန်ပြောရမယ်ဆိုလို့ရှိရင်တော့ဒါပြီးခဲ့တဲ့ပတ်ကပွဲစဉ်တွေမှာဆိုလို့ရှိရင်ရမညကျင်းတဲ့တင်ကဟန်တော်ကျင်းတဲ့တင်ကိုဒါ69ကုမ္ပဏီဆိုတဲ့ရလနဲ့အရေးနိုင်ခဲ့တယ်ပေါ့နော်။အာလက်ရှိမှာဆိုလို့ရှိရင်တော့ရမညကျင်းတဲ့အတင်းကတိုက်စစ်ကတကိုးပဲရသေးတယ်။ဟုတ်ကဲ့။ဒီခန်းစစ်က79အထိပေးထားတာ။ ဒီအနေအထားကသူတို့တင်ရတိုက်စစ်ပိုင်းကတော်တော်လေးကိုပဲအာရုံနေသေးတယ်ပေါ့နော်အများကြီးပြင်ဆင်ရအောင်မယ်ဆိုတဲ့အနေအထားတစ်ခုကိုတွားပြီးတော့ကြာနေတယ်ပြာနေတယ်ဟုတ်ကဲ့အပြိုင်ပဲရန်ကုန်ရင်းနဲ့တင်းကတော့ပြီးခဲ့တဲ့ပွဲစဉ်မှာဆိုလို့ရှိရင်ဒါသူတို့အတင်းရဲ့အာဘယ်လိုပြောမလဲဒီခန်းစစ်ကဂိုးမပေးရသေးတဲ့ဆန်ချင်ကတစ္ဆာအာမန်တင်းတဲ့ပွဲစဉ်မှာတွားပြီးတော့ပြက်ပြဲသွားတယ်ပေါ့နော်အာဒီအနေအထားကသူတို့လည်းတော်တော်လေးအနစ်နာတယ်လို့ပြောလို့ရတယ်ဘာကြောင့်လဲဆိုလို့ရှိရင်ပြိုင်ပဲအတင်းနဲ့အမှတ်ရော့နေတဲ့အချိန်မှာသူတို့အခွင့်အရေးယူနိုင်ရမှာပေါ့နော်အဲ့ဒီအပြင်ကိုမှသူတို့ကဘယ်လိုပြောလဲဆိုတော့ ဒီအမှတ်ပေးစရာအမှတ်မရခဲ့တယ်ပြအမှတ်ပေးစရာအဆင့်3ဒီဆင်ပေးခဲ့ရတယ်ပေါ့နော်အဲ့အဲ့ဒီပြင်ဟိုဒါနောက်တစ်ခုပြောမယ်ဆိုလို့ရှိရင်တော့အဲ့ဒီနေပွဲစမှာဟင်းစီယာလင်းရလည်းပဲအနီကပြစ်တန်အိုင်းတွေကတီးပါတယ်ပေါ့နော်ဟုတ်ပါတယ်ဆိုတော့အခါကျဒီပွဲစမှာသူ့အနေနဲ့မပါနိုင်အဲ့ဒီနေ့ကပွဲစမှာဆိုလို့ရှိရင်ဒီရန်ကုန်ရဲ့တင်းကတာဒါဒုတိယပိုင်းမှာစီကောင်းစီသူတို့ဒါတိုက်စစ်မြင့်ပြီးတော့ကြတော့ပလေယာတွေအပြောင်းလဲပြုလုပ်ပြီးတော့ရှင်မြန်ခဲ့သေးတယ်ဒါပေမဲ့သူတို့အနေနဲ့ဒါဒုတိယပိုင်းမှာထပ်ပြီးတော့ထုမလာခဲ့ဘူးဒါပေမဲ့အစောပိုင်းမိနစ်20အတောအတွင်းမှာတော့သူတို့အနေနဲ့ဒါအခွင့်အရေး3ချိန်လောက်ရခဲ့တာကျွန်တော်သတိထားမိတယ်အဲ့ဒီမှာဆိုလို့ရှိရင်ဒါ ပယ်ချမ်းကနေပြီးတော့ဒါမူခူးကန်ငှက်ကျင်ကန်နဲ့ကိုမကိုမဖြစ်ခဲ့ဘူးနောက်ခဲ့ဘူးနောက်တစ်ကြိမ်ဒီအီဆိုးတစ်ကြိမ်ကန်သေးရပေါ့နော်ဒီအနေထားတွေဒါကိုရခဲ့မယ်ဆိုလို့ရှင်အဲ့ဒီနဲ့ပွဲစဉ်ရလဲသူတို့တော့ပြောင်းလဲတော့ဒီမျိုးတမီပြောင်းလဲသွားနိုင်တယ်ဒါပဲပြန်ပြန်အသင်းကလည်းအဲ့ဒီနဲ့ပွဲစဉ်မှာတော်တော်လေးကောင်းနေရခါကျတော့သူတို့လည်းတော်တော်လေးဥပအဆင်မပြေခဲ့တာတွေးရတယ်ဒီတစ်ကြိမ်မှာတော့ခုနကကိုတော့ကြာပြောသလိုမျိုးပဲသူတို့လည်းအရှုံးခံလို့မဖြစ်တော့ဘူးဒီပောက်ခွဲတန်စင်တဲ့ဒီပုံမှာကြောက်လာနိုင်တယ်တော့ဒီရောင်ညယူနိုက်တက်အသင်းအနေနဲ့သတိကြီးကြီးထားပြီးတော့ဒီပွဲစဉ်ကိုချင့်ကပ်ပြီးတော့ရှင်ပြန်တင်တယ်လို့ပဲကျွန်တော်အနေနဲ့အသုံးသတ်ချင်ပါတယ်ခင်ဗျာ